အားလုံးပဲမင်္ဂလာပါ Happy Holiday Channel လေးရနေကြိုဆိုပါရယ် Channel လေးကိုဝင်ရောက်ကြည့်ရှုသူတယောက်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်အားလုံးပဲမင်္ဂလာပါဒီတစ်ခါဒီနောက်ညက်ကလစ်ကလေးမှာထိုးထားတဲ့ပန်းပွင့်နှစ်ထပ်ပန်းပွင့်လေးထိုးနေဖြစ်ပါတယ်ခုဒီဘက်မှာတချမ်းကထိုးထားပြီဆိုတော့နောက်တစ်ဖက်မှာလည်းအဲ့ဒီတိုင်းပဲလိုက်ပြီးတော့ထိုးပါမယ်။သူ့အတွက်ကို3 ply ခြေလေးသုံးထားပါတယ်။ခြေလေးကပန်းမွှဲအတွက်2ရောင်နဲ့နောက်ခံဒီတကိုင်းအစိမ်းလေးအတွက တရောင်၃ရောင်အားလုံးပေါင်း၃ရောင်လို့ပါတယ်နောက်တစ်ခုကအက်က 2.5mm သုံးထားပါတယ်လက်ချုပ်အက်လေးရဲ့ပတ်မွေ့ရဲ့အထက်မှာထည့်ဖို့ဆီလီကွန်လေးရဲ့ပြီးတော့ကကြီးနောက်ကပ်ဖို့ကော်လေးရဲ့လို့ပါမယ်အားဆိုအရင်ဥဆုံးသူ့ကိုဒီနောက်ခံကပ်မယ်နေရာလေးဒီရိုးတန်လေးကပ်မယ်အတွက်ကိုအစိမ်းလေးကိုဒီအရွယ်သူ့ဒီမှာရှိတဲ့ကလေးရဲ့ပုံစံအတိုင်းလိုက်ကပ်ဖို့အတွက်ကိုဒီ3 ply ခြည်နဲ့ဆိုလို့ရှိရင် ဖမီးကအလုံး58ခုထိုးပါတယ်။ဆိုရင်အရင်ဆုံးအစိမ်းရောင်ချီလေးကိုဖမီး58ခုစာထိုးပါမယ်။ဆိုရင်အောင်မမဲချီကိုင်းမဲ green shawl လေးလုပ်မယ်။ဒါဆိုလို့ရှိရင်ခုဒါလေးအတွက်ကို ဖွင့်ပြီး58ခုထိုးပါမယ်တဲ့အခုဖွင့်ပြီး58ခုထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီပေါ်မှာနှစ်ခုကိုအခုအနက်ကရတာဖွင့်ပြီးနှစ်ခုကိုကြော်ပြီးတော့တတရားမြောက်တစ်ခုမှာသွားထိုးမယ်တင်းနဲ့နှစ်ခုကြော်ပြီးတော့တတရားမြောက်တစ်ခုမှာတိုင်လက်ကလေးသွားထိုးပါမယ်တရက်တိုင်လေး ဆိုရင်တရက်တိုင်းလေးသွားထုတ်မယ်အဆိုရင်တတရမြောက်ဖွံ့ဖြိုးလေးမှာအက်ကနေရင်တတရမြောက်ဖွံ့ဖြိုးလေးမှာသွားပြီးတော့သွားထုတ်မယ်တင်းနဲ့၃ခုမြောက်မှာသွားထုတ်မယ်အဆိုရင်သူ့ဘေးမှာလည်းဒီဖွံ့ဖြိုးတွေအကုန်လုံးတောက်လျှောက်ကိုအလုံးတိုင်းအလက်ကလေးတွေ HTC အလုံး55ခုရှိပါမယ်။ဆိုရင်ဂျန်နဲ့ တိုင်အလက်တွေလည်းဆက်ထိုးပါမယ်အခုဒီဖုန်မီတစ်လျှောက်ပေါ်မှာလိုက်ပြီးတော့ထိုးပါမယ်နဲဆိုရင်ဒီမှာအလောက်ဖော်မီဖော်မီ55ခုကျန်တဲ့ပုံမှာသွားပြီးတော့တိုင်းလက်ကလေး55တိုင်းထိုးပါတယ် ဆိုရင်ဒီဟာလေးအတွက်ကိုဒီကလေးလေးရဲ့ size အတွက်ကိုဒီအခု3 blind ချီလေးနဲ့အရင်ဥဆုံးဖွင့်ပြီး58ခုထိုးတယ်2ခုနေရာကိုကြောပြီးတော့3ခုမြောက်ကနေစပြီးတော့တိုင်အလက်ကလေးတွေအားလုံး55ခုထိုးတယ်ထိုးပြီးရင်အခုဒီမှာတော့အစဘက်ကိုပြန်ရောက်သွားပြီ55ခုမြောက်ထိုးပြီးသွားရင်ဖွင့်ပြီးတစ်ခု2ခုဖွင့်ပြီးနှစ်ချက်ထိုးပြီးသွားရင်ဒီအစအစခဲ့တယ် ပထမဆုံးဖွမီထဲမှာသွားပြီးတော့ချက်ခေါ်လေးနဲ့သူ့ကိုပိတ်လိုက်မယ်ဖွမီလေးနဲ့ချက်ထိုးပြီးတော့အောက်မှာချက်ခေါ်လေးနဲ့သွားပိတ်မယ်သွားပိတ်ပြီးရင်တော့သူ့ကိုခြေလေးနဲ့နဲ့ရှည်ထုတ်လိုက်ပြီးတော့ဖြတ်လို့ရပြီဖြတ်ထားပြီးတော့ဒီအစာလေးနှစ်ခုကိုတွဲချလိုက်မယ်ချီပြီးတော့ဒီနှစ်ခုကိုအထဲထဲမှာအစာလေးတင်ပြီးတော့ဖြောက်ပြီးတော့ထားပါမယ်သူ့လက်ချော့အလေးနဲ့ပဲအထဲမှာ အစာလေးဖြောက်သိမ်းပြီးတော့ထားမယ်ခုဒီမှာသူကဒါအလှပတ်ရှိတယ်အလှပတ်အခုနောက်ကျောဘက်မှာသွားပြီးတော့ဒီခြေလေးတွေကိုတိမ်ထားမယ်ဒါဆိုဒါနောက်ကျောဘက်နောက်ကျောဘက်မှာအကလေးနဲ့လက်ချောက်အကလေးနဲ့သူ့အထဲထဲမှာသွားမြုပ်ပြီးတော့တိမ်ထားပါမယ် ဆိုတော့သူဒီနောက်ထဲမှာမြုပ်ပြီးတော့တင်ထားမယ်ကျိုးကျိုးစားနှစ်ခုစလုံးကိုအစမြုပ်ပြီးတော့တင်ထားမယ်ပြီးတော့သူဖြတ်ထားလို့ရပါပြီအဲ့ဆိုရင်ဒီဘက်ဂျန်နဲ့တချမ်းမှာသူ့ကိုကတ်လို့ရပါပြီ။ တော့အခုတော့ဒီကလေးလေးတိုင်းပဲဒီပေါ်မှာသူ့ကို లై ခွေပြီးတော့ကတ်ပါမယ်။အဲဆိုရင်တော့သူ့ကိုမှကောတော့ပြီးတော့ကလေးလေးတိုင်း లై ခွေပြီးကတ်ပါမယ်။ ါဆိုရင်သူဒီတလျှောက်မှာ like ပြီးတော့ call တော့ပြီးတော့ကပ်ပါမယ်အဲ့တော့သူကတ်တဲ့ခါကြလို့ရှင်ခုနကနောက်ဆုံးအစတတ်ထားခဲ့တာလည်းရှိတယ်စာစုစပြီးတော့ထိုးခဲ့တဲ့ဟာနဲ့နောက်ဆုံးဒီမှာပိတ်ထားခဲ့တဲ့နေရာလေးဒါကအောက်ခြေဖြစ်တဲ့ကြောင့်မလို့ကလစ်ကလေးကိုတက်ကတ်တဲ့ခါကျရင်လည်းသူ့အောက်ဖက်မှာထားပြီးကပ်ပါတယ် ဆိုဒီအဝိုင်းလေးတွေအတိုင်းပဲသူ့ကိုလိုက်တဲ့လေးလိုက်ပတ်ပြီးတော့ကပ်ပါမယ် ဆိုဒီအယိုးဒံအစိမ့်လေးအတွက်ကို ကပ်ပြီးသွားပြီဆိုလို့ရှိရင်ခုဆိုယိုးဒံအစိမ့်ညာလေးကပ်ပြီးပြီဆိုရင်သူ့ကိုပေါ်ချအောင်ခဏလေးထားမယ်ထားတဲ့အချိန်မှာဒီပန်းပွင့်လေးထိုးပါမယ်ဒါကပန်းပွင့်လေးရောသူ့ဆိုအလေအဝတ်ဆံအဝိုင်းလေးအတွက်ကိုဝတ်ဆံအဝါလေးအတွက်ကိုခြေဝါလေးနဲ့စထိုးမယ်အဲ့ဆိုရင်အောင်ဆုံးတော့မကြက်ရင်အတွက်ကို စပြီးတော့ထိုးမယ်ဆိုရင်ဖော်မီတစ်ချက်ထိုးထားမယ်ပြီးတော့ရင်ဒီ magic ring လောက်ထားတဲ့ queen ရှင်လေးလောက်ထားတဲ့အထဲမှာအတိုင်းအထိုးလေးတွေ sc လေး6ခုဆက်ထိုးပါမယ်တဲ့ဟမ်တော့ 6ခုအဆိုရင်အလဲမှာထားမယ်တိုင်းတူလေး6ခုထုတ်ပြီးရင်ဒီခွင်ရှင်လေးကိုဆွဲလိုက်လို့ရပြီတို့ဆွဲပေးလိုက်လို့ရပြီပြီးရင်ပထမဆုံးထိုးခဲ့တဲ့ဖော်မီလေးမှာသွားပြီးတော့ပထမဆုံးထိုးခဲ့တဲ့ တိုင်းတူလေးမှာသွားပြီးတော့ရှက်ကော်လေးနဲ့ပိတ်မယ်အဆိုရင်ဒါပထမတန်းအတွက်ကတိုင်းတူလေး6ခုနဲ့ထိုးထားတဲ့ခွင်ရှင်လေးကို ပြီးရင်ဒုတိယအတန်းအတွက်ကိုကဖုန်မီလေးတစ်ချက်တက်ပြီးရင်အောက်ဖက်မှာထိုးထားတဲ့အတိုင်းအတူလေး6ခုမှာ တိုင်ပွားပြီးတော့ဗီလေးတွေထိုးမယ်6ကြိမ်ထိုးမယ်သူအောက်ကတိုင်တိုးတစ်ခုမှာအပေါ်မှာတိုင်ပွားပြီးတော့နှစ်တိုင်စီထိုးမယ်အားလုံး12ခုရပါမယ်အဲ့ဆိုရင်ဒုတိယအတန်းကတိုင်တိုလေး12ခုရှိမယ် thế đó thế rồi ai mà đang đổ hà long sơn là khổ thôi mà ဆက်နှစ်ခုထိုးပြီးဆိုလို့ရှိရင်ခုနစခဲ့တဲ့ပထမဆုံးစထားတဲ့တိုင်လေးမှာသွားပြီးတော့ဒီတန်းရဲ့ပထမဆုံးတိုင်မှာသွားပြီးတော့ရှော့ကောလေးနဲ့ပိမ့်မယ်အဲဆိုရင်ပထမတန်းက6ခုတိုင်တို6ခုဒုတိယတန်းကတိုင်တို12ခုဆိုရင်ဒုတိယတန်းကတိုင်လေး12တိုင်ဒုတိယတန်းမှာတိုင်လေး12တိုင်ထိုးပြီးပြီဆိုရင် တတိယတန်းအတွက်ကိုဖွမီလေးတစ်ချက်ထိုးထားတယ်ထိုးထားပြီးရင် ဒီတတိယဒဏ်ကိုလည်းတိုင်းတိုင်းအတူ12ခုထိုးမယ်ဒါပေမဲ့သူ့ကိုကြတော့ဒီအရှိအနေမထိုးဘဲနဲ့အနောက်ဘက်ကနေတိုင်းတူနောက်ဆွဲထိုးချက်ဆိုပြီးတော့သူ့ကို BPSC Bubble Single Crochet လို့ခေါ်တဲ့ထိုးချက်ကလေးနဲ့ထိုးမယ်အဲ့တော့ထိုးမဲ့တိုင်းလေးရဲ့အနောက်ဘက်ကနေအကူထိုးမယ်အဲဆိုရင်ထိုးမဲ့တိုင်းလေးရဲ့နောက်ဘက်ကနေအဝင်လိုက်တယ်ပြီးတော့သူ့ဘေးကတိုင်းတူတဲ့ကိုဆက်သွားတယ် သူကရတိုင်တူတဲ့ကိုဆက်သွားပြီးတော့မှခြေကောက်ပြီးတော့အဲ့ဒီနှစ်ခုစလုံးတိုင်နှစ်ခုစလုံးကိုဖြတ်ပြီးတော့ဒီဘက်ကိုဆွဲထုတ်တယ်ဆွဲထုတ်လိုက်လို့ရှင်အပေါ်မှာခြေနှစ်ပင်ကျမ်းမယ်ဒါမှနောက်တစ်ချိန်ခြေကောက်ပြီးတော့နှစ်ပင်စလုံးကိုဆွဲဖြုတ်မယ်ဒါဆိုလို့ရှင်တိုင်တူနောက်ဆွဲထိုးချက်နဲ့တိုင်တူလေးတစ်ထိုင်ရပြီသူကဒီနေနဲ့ထိုးလို့ရှင်ဒီအောက်ဘက်ကအတန်းကတိုင်လေးတွေကအပေါ်မှာ line လေးနဲ့ပေါ်ပြီးတော့ကျန်နေခဲ့မယ် ။အဲဆိုရင်နောက်တစ်ခုလည်းအဲ့လိုပဲ။သူ့ဒီတိုင်ကနေအနောက်ဘက်ကနေယူတယ်။သူ့ရဲ့ဘေးဘက်က တိုင်တိုစီသွားတယ်။တိုင်တိုရဲ့အရှိဘက်ကနေဝင်ပြီးတော့နောက်ခြေကောက်လိုက်တယ်။တိုင်နှခုစလုံးကိုဖြတ်ပြီးတော့ဆွဲထုတ်လိုက်တယ်။ပြီးတော့မှခြေကောက်ပြီးတော့နှပင်လုံးကိုဖြုတ်မယ်။အဲဆိုရင်နှစ်တိုင်ရပြီ။ဆိုအဲ့ဒီတိုင်းပဲ12တိုင်းဆက်ထိုးပါမယ်။ ်ဆိုရင်တိုင်းတို့နောက်ဆွဲထိုးချက်လေးသုံးထိုင်ဒီကအလုံး12တိုင်းရှိပါမယ်ဟာ12တိုင်းဒီတတိယတန်းမှာ12တိုင်းထိုးပြီးပြီဆိုရင်ပထမဆုံးသူရဲ့ဒီတန်းရဲ့ပထမဆုံးတိုင်တူမှာသွားပြီးတော့ရှက်ကောလေးနဲ့ပိတ်မယ်။အဲဆိုရင်တန်းနှစ်တန်းသုံးတန်းမြောက်က တိုင်းတို့နောက်ဆွဲထိုးချက်12ခုထိုးတယ်။လေးတန်းလည်းအဲ့ဒီတိုင်းပဲ။အိုလေးတန်းမြောက်လည်းတိုင်းတို့နောက်ဆွဲထိုးချက်လေးနဲ့ထိုးမယ်ဆိုဖမီးလေးတစ်ပင်ထိုးလိုက်တစ်ခုထိုးလိုက်တယ်ပြီးသွားရင်ဒီတိုင်းထဲကအနောက်ဘက်ကနေဝင်မယ်။သူ့ဖေးကတိုင်းရဲ့ရှေ့ကနေအထိုးပြီးတော့ခြေကောက်မယ်။နှစ်ပင်လုံးကနေနှစ်တိုင်းလုံးကနေဆွဲဖြုတ်မယ်။ပြီးတော့မှနောက်တစ်ချိန်ခြေကောက်ပြီးတော့အပေါ်ကနှစ်ပင်ကိုဖြုတ်။အဲဆိုရင်တတိုင်းရပြီ။သူတွေက သူရဲ့အခုထိုးမဲ့တိုင်ထဲကိုနောက်ကနေဝင်တယ်။ပြီးသွားရင်သူ့ဖေရတိုင်မှာရှေ့ဘက်ကနေဝင်တယ်။ခြေကောက်တဲ့နှစ်တိုင်စလုံးကနေထုတ်တယ်။ပြီးသွားတော့မှအပေါ်ကနှစ်ပင်ကိုနောက်တစ်ရက်တင် ပြီးတော့ဖြုတ်တယ်။အဲဆိုရင်နှစ်တိုင်ရပြီ။အဲ့ဒီတိုင်မဲ့ဒီအတန်းမှာလည်း12ခုအလုံးပေါင်း12ခုထိုးမယ်။12တိုင်တိုင်တို့နောက်ဆွဲထိုးချက်လေးတန်းမြတ်ကိုလည်းတိုင်တို့နောက်ဆွဲထိုးချက်12ခုထိုးပါမယ်။ဆိုရင် တိုင်တိုနောက်ဆွဲထိုးချက်လေး12ခုရပြီဆိုလို့ရှိရင်ပထမထိုးခဲ့တဲ့တိုင်ထဲမှာသွားပြီးတော့ရှက်ကောလေးနဲ့ပိတ်မယ်။ဒါဆိုရင်ပထမဆုံးတထန်းက magic ring လေးစာထားတဲ့တိုင်တို6ခုနဲ့ magic ring စာထားတယ်ဒုတိယတဒန်းကတိုင်ပွားပြီးတော့12ပင်12တိုင်တိုင်တို12တိုင်ထိုးထားတယ်တတိယတန်းကတိုင်တို12တိုင်ဟိုပဲနောက်ဆွဲထိုးချက်နဲ့ထိုးတယ်တတိယတန်းနဲ့စတုတ္ထတန်းက ဒေတာမြောက်ကတိုင်းတို့နောက်ဆွဲထိုးချက်နဲ့ဆက်နှစ်တိုင်းစီထိုးပါတယ်တိုင်းအတို့ဆက်နှစ်တိုင်းစီထိုးတယ်ဒေတာမြောက်ကဒေတာမြောက်ကိုလည်းတိုင်းတို့နောက်ဆွဲထိုးချက်ဆက်နှစ်ခုဆက်နှစ်တိုင်းထိုးပြီးပြီဆိုရင်အစားအစာခဲ့တဲ့သူရဲ့ဒီအတိုင်းရဲ့ပထမဆုံးတိုင်းမှာသွားပြီးရှက်ခေါ်လေးနဲ့ပိတ်မယ်ရှက်ခေါ်လေးနဲ့ပိတ်ပြီးဆိုလို့ရှိရင်ငါးတန်းမြောက်ကအခုဖုန်မီလေးချက်ထိုးတယ်သူ့ကို၁၂ခုကိုပြန်လျှော့မယ်ဆိုတော့ ဒီ crease လောက်မဲ့တိုင်းကို short ပြီးတော့ထိုးမယ်ဆိုတော့သူကအခုဒီမှာ12တိုင်းမှာပထမတတိုင်းဒုတိယတတိုင်းအဲ့တော့သူတို့ယူတဲ့ခါကြလို့ရှိရင်ပထမအာအပေါ်မှာကြည့်ရင် V shape လေးနှစ်ခုရှိတယ်အရှိဘက်က front loop ကိုပဲယူမယ်ဒါဆိုရင် front loop only ပဲဆိုတော့ဒီအရှိဘက်ကပင်လေးပဲယူလိုက်တယ်ဝင်လိုက်တယ်အဲ့မှာမှာနောက်တစ်ခါသူ့ဘေးကတိုင်းမှာသွားပြီးတော့ သူ့ဖေအားတိုင်းထဲရသူ့လည်း front post အဲ front လူလေးတစ်ခုပဲအရှိတ်ဘက်ကအပင်လေးဟုတ်ပဲအပ်ဝင်လိုက်တယ်။ဒါဆိုရင်ဒီပထမတိုင်ဒုတိယတိုင်ရဲ့အခု front loop only ကိုပဲယူထားတယ်။ယူထားပြီးတော့မှတရက်တင်လိုက်ပြီးတော့အဲ့နှစ်ပင်စလုံးကနေဆွဲထုတ်တယ်။နှစ်ပင်စလုံးကနေဆွဲထုတ်လိုက်ရင်အပေါ်မှာနှစ်ပင်ရမယ်။နောက်တစ်ချိန်ခြေကောက်ပြီးတော့နှစ်ပင်လုံးကိုဖြုတ်မယ်။ဒါဆိုရင်သူ့ကို တိုင်းလေး short ထားတာလေးတထိုင်ရပြီအဲ့ဒီတိုင်းပဲနောက်သူ့ဘေးမှာလည်းတတရနဲ့သထုတ်ထားရှိမယ်သူ့ဘေးကရက်မှာ ရှိတဲ့တိုင်းပထမတထိုင်နဲ့ဝင်နေဆိုရင် front အဆိုရင် front လို့ only နဲ့ပဲဝင်နေနောက်တထိုင်အောင်လည်းသူလည်းဒီတိုင်းပဲဒီဘက်ကအရှိဘက်ကအပင်အောင်ပဲယူတယ်ပြီးရင်ခြေကောက်ပြီးတော့နှစ်ပင်လုံးအောင်ဖြုတ်တယ်အဲ့ပေါ်မှာနှစ်ပင်ချမ်းမယ်နောက်ခြေကောက်ပြီးတော့နှစ်ပင်လုံးအောင်ဖြုတ် အဲဆိုရင်တစ်တိုင်းနှစ်တိုင်းရပြီအဲ့ဒီနေ့တိုင်းမှာအားလုံးဒီ72ခုကို short တော့ရင်6တိုင်းကျန်ပါမယ် အဲ့ဆိုရင်အလုံး6တိုင်ချန်မယ်6တိုင်ချန်ပြီးသွားရင်အစနဲ့ခုဒီမှာစားခဲ့တဲ့နေရာမှာသွားပြီးတော့ပြန်ပိတ်မယ်ဒါစားခဲ့တဲ့အချိန်မှာသွားပြီးတော့ရှက်ပေါ်လေးနဲ့ပိတ်တယ်ပြီးရင်တော့သူ့ကိုနောက်ဆုံးမပိတ်ခင်လေးမှာခြေလေးနည်းနည်းဆွဲထုတ်ထားမယ် ။နောက်ဆုံးမပိတ်ခင်လေးမှာသူ့အစာသွတ်မယ်။ဒီဝတ်ဆံလေးတဲ့ကိုဆီလီကွန်လေးတွေအစာသွတ်မယ်။ဖောင်းမောင်းလေးဖြစ်အောင်လို့ဝတ်ဆံလေးကို ောက်တော့အဲဆိုရင်သူ့အစာသွတ်ပြီးသွားပြီဆိုလို့ရှိရင်เนาะအခုနောက်ဆုံးသူ့အပိတ်ပိတ်ဖို့ဒီပုံမှာရှိနေတဲ့6တိုင်လေးရှိတယ်အဲ့ဒါလေးကိုသူ့နောက်ဆုံးအပိတ်ပိတ်ဖို့အတွက်ကိုအခုဒီဘက်ကခြေလေးကိုနည်းနည်းရှည်ရှည်ချမ်းပြီးတော့ဖြတ်မယ်ဖြတ်ပြီးရင်သူ့ကိုလက်ချုပ်အပ်ကလေးနဲ့တွဲပါမယ် ဆိုရင်အစာသွက်ပြီးပြီဆိုတော့သူကိုနောက်ဆုံးအပိတ်ပိတ်ဖို့တော့ကိုဒီအစာလေးကိုလက်ချုပ်အပ်လေးနဲ့တွဲမယ်ဘုတိမှာအပေါ်ဆုံးမှာသူနောက်ဆုံးကြံတာ6တိုင်ရှိတယ်။အဲ့တော့6တိုင်ကိုသူ့ကိုသူ့ကိုလည်းဒီမှာ friend လိုလေးတွေနဲ့တွားပြီးတော့သူ့မှာတွဲလိုက်မယ်ချီပြီးတော့ အားဆိုလို့ရှင်အစာကိုပြန်ရောက်ပြီဆိုရင်6ခုစလုံးကိုယူပြီးလို့အစာကိုပြန်ရောက်ပြီဆိုလို့ရှင်သူ့ကိုပိတ်ပါမယ်အဟုတ်အပဝါလေးပိတ်ထားတဲ့ထီကိုဆွဲပါမယ်ခုထားဆိုရင်ဒါအစာကိုပြန်ရောက်သွားပြီဆိုရင်စားပြန်အောင်ပြီဆိုလို့ရှင်သူ့ကိုဘုတုခု ဒါလေးကိုဒီအပဝါလေးကိုပိတ်သွားတဲ့အထိဆွဲပါမယ်။ဆွဲရင်အပဝါလေးဒီလိုစီပြီးပိတ်သွားတဲ့အထိဆွဲမယ်။အဲဆိုတော့အလဲအဝတ်ဆံလေးကလို့ဖောင်းပေါင်းလုံးလုံးလေးဖြစ်အောင်ထားပါမယ်။ပြီးသွားရင်တော့ဒီခြေလေးအစတက်ပြီးတော့အထက်မှာဖြောက်ထားလို့ရပါပြီ။ ဆိုင်တော့ဒါလေးအစားတက်ပြီးတော့ဒီခြေလေးကိုလည်းအထဲမှာ ပြန်ဖြောက်ထားလို့ရပြီအစောဒါအလဲအဝတ်ဆန်လေးဝတ်ဆန်လေးရသွားပြီဆိုလို့ရှိရင်ပန်းပွန်လေးဆက်ထိုးပါမယ်ပန်းရောင်ခြေလေးတော့မယ်ပန်းပွန်လေးကိုဆိုရင်ပန်းရောင်ခြေလေးတော့မှာမယ် ။အရင်ဆုံး wing shot လေးတစ်ခုစလုပ်ထားမယ်။ပြီးတော့ရင်သူ့ကိုအခုဒီမှာပထမထိုးထားတဲ့ line phor ထိုးထားတဲ့ပထမတန်တတိယမြောက်မှာသူ line phor ထိုးထားတဲ့တန်လေးရှိတယ်။ line phor ထိုးထားတာနှစ်တန်ရှိတယ်။အဲ line phor ထိုးထားတဲ့နှစ်တန်မှာအပေါ်ဘက်ကပထမထိုးထားတဲ့ပထမ line phor ထားတဲ့တန်မှာတွားပြီးထိုးမယ်။သူ့ကိုဒီအခုဒီမှာ line လေးတွေရှိတယ်။ သူ့ထဲကနေသွားပြီးတော့ထုံးမယ် Oops ဆိုရင်သူ့မှာသွားတွဲလိုက်တယ်ဆိုရင်သူကအခုအားလုံးပေါင်း12တိုင်ရှိတဲ့အတွက်ကြောင့်မလို့ပွင့်ဖက်ကလည်း12ခုရပါမယ်ပထမဒီအရှိတ်ဘက်ကပွင့်ဖက်လေးတွေအတွက်ကဖွင့်မီး3ခုတိုင်းတစ်ခု ဖွင့်ပြီးတောင်းဖို့ဆိုရင်ဖွင့်ပြီးတဲ့နဲ့တောင်းဖွင့်ပြီးတောင်းချက်ထိုးတဲ့တရက်တိုင်းလေးဒီစီလေးတထိုင်အခုဒီမှာဖွင့်ပြီးစခဲ့တဲ့တိုင်းထဲမှာပဲသွားတယ်ဖွင့်ပြီးစထိုးခဲ့တဲ့တိုင်းထဲကိုအော်ဖွင့်ပြီးစထိုးခဲ့တဲ့ဒီတိုင်းထဲမှာပဲသွားပြီးတော့တိုင်းတရက်တိုင်းရှည်လေးထောင်းလိုက်တယ်ပြီးတော့ရင်ဖွင့်ပြီးတဲ့နဲ့တောင်းဖွင့်ပြီးတောင်းခုထိုးတယ်ဒီတစ်ခေါက်ကြတော့သူ့ကို တိုင်ထောင်ထားတာရဲ့ဘေးဘက်ကဘေးဘက်ကတိုင်ထဲမှာသွားပြီးတော့ရှော့ကော်လေးရှော့ကော်လေးနဲ့ပေးလိုက်တယ်။အဆိုရင်ဒီဘက်ကပွင့်ဖက်လေးတစ်ဖက်ရပြီ။အဲ့တော့ဒီဘက်မှာလည်းလာပြီးတော့ဖမေး1 2 3အဲ့တော့ဒီတစ်ခေါက်ကအခုဖမေးစားခဲ့တဲ့အထဲမှာပဲတိုင်သွားထောင်တယ်။ဖုံးမိစားခဲ့တဲ့ထဲမှာပဲတိုင်ထောင်းတယ်ပြီးတော့ရင်ဖုံးမိတဲ့ နဲ့တော့ဖမေးတော့ခုထိုးပြီးဒီတိုင်သူ့ဘေးရတိုင်ထဲမှာဟိုတိုင်ထောင်းထားတာရဲ့ဘေးရတိုင်ထဲသွားပြီးတော့ရှက်ကောလေးနဲ့ပိတ်တယ်အဲ့ဒီတိုင်မဲ့ဒီဘက်ပက်လက်မှာဆက်ပြီးတော့ထိုးသွားတယ်အားလုံးဆက်အားလုံး12ခုရှိမယ်ဖမေးဖက်လေး12ခုရပါမယ်ပြန်ရဲထိုင်နေမှာ ဆိုရင်ပွန်းဖက်အားလုံး12ခုထိထိုးပြီးသွားပြီဆိုလို့ရှင်သူ့ကိုအနောက်ဘက်ကပွန်းဖက်အတွက်ကိုသွားထိုးမယ်အဲ့ရအောင်ဆုံးခုဒီစခဲ့တဲ့ထဲမှာသွားပြီးတော့သူ့သွားပြီးတော့ချက်ကော်လေးနဲ့ပိတ်ခဲ့ချက်ကော်လေးနဲ့ပိတ်ပြီးဆိုလို့ရှင်အနောက်ဘက်ကတတန်းပထမ line ပေါ်ထားတဲ့နှစ်တန်းရှိတဲ့ထဲမှာနောက်တတန်းစီကိုသွားမယ် ဆိုရင်ဒီနောက်မှာ line ဖောက်ထားတဲ့နောက်တစ်ထပ်ရှိတယ်ဘုဒ္ဓဆိုရင် line ဖောက်ထားတဲ့နောက်တစ်ထပ်နဲ့ကိုသွားမယ်ပြီးတော့ရှက်ကော်လေးနဲ့စာထိုးလိုက်အပြစ်သွားရင်သူကတော့ဒီနောက်ဘက်ကပွင့်ဖက်အတွက်ကဖွမီရလေးကိုနှစ်ရက်တိုင်ရှိတစ်ခုဖွမီလေးကို ို့ဟာနည်းနည်းလေးပိုရှည်အောင်လို့သူ့နှစ်ရက်တိုင်လေးနဲ့သွားပါတယ်အဲ့တော့ဖွင့်မေးရ1 2 3ဖွင့်မေးလေးကိုထိုးပြီးရင်တစ်ရက်နှစ်ရက်နှစ်ရက်တိုင်လေးအခုသူစခဲ့တဲ့တိုင်ထဲမှာပဲသွားပြီးတော့နှစ်ရက်တိုင်လေးသွားထိုးတယ်ပြန်ဖွင့်မိတဲ့နဲ့တော့လေး ဖမီးလေးဆက်ထိုးပြီးတော့သူ့ဘေးရာတိုင်စားခဲ့တဲ့အတိုင်းမောက်တော့ပဲနဲ့ဘေးရာတိုင်ထဲမှာသွားပြီးတော့ရှက်ကော်လေးနဲ့ထောက်ပါပြီးသွားရင်ဖမီးတဲ့နဲ့တောင်းတဲ့ဖမီးလေးဆက်ထိုးတဲ့တရက်နှစ်ရက်နှစ်ရက်တင်ပြီးသွားရင်အခုဒီတိုင်ထဲမှာပဲအခုဖမီးစားခဲ့တဲ့တိုင်ထဲမှာပဲသွားပြီးတော့ တိုင်လေးကိုသွားထိုးလိုက်တယ်။အဲဆိုရင်နေရတိုင်လေးပြီးရင်ဖော်မီတဲ့နဲ့တောင်းလေးလေးကိုထိုးမယ်။ဒီဟာမဟုတ်ဘဲနဲ့သူ့ဘေးအတိုင်းသူ့ဘေးအတိုင်းနဲ့မှာသွားပြီးတော့ရှက်ကောလေးနဲ့ပိတ်။အဲ့ဒီတိုင်းပဲဒီအောက်မှာလည်း12ခုရှိတယ်ဆိုတော့ဒီပွန့်ပတ်လေးတွေအားလုံး12ခုရပါမယ်။အဲဆိုတော့ဒီနောက်မှာပတ်လဲ12ခုဆက်ထိုးပါမယ်။ ဆိုရင်အခုဒုတိယဒီပွင့်ဖက်အတန်လဲအားလုံး12ခုရပြီဆိုလို့ရှင်သူ အစလေးနဲ့သွားပြီးတော့ရှက်ကောလေးနဲ့ပိတ်မယ်ပိတ်ပြီးသွားရင်တော့ဒီကျိုးအစလေးတွေကိုသွားပြီးတော့အနားထပ်ပြီးတော့တင်ပါမယ်ဆက်တော့ကျိုးရှိရှိလေးဆွဲထုတ်ပြီးတော့ဒါလေးတွေဒီကျိုးအစလေးတွေတင်ပါမယ် ီသွားရင်တော့ဒီဘက်မှာကောကပ်မယ်ဟာပြီဆိုလို့ရှိရင်တော့သူကလစ်ကလေးมาตั๋วပြီးတော့ကော့ကပ်မယ်ဆိုရင်ဟိုဒီมาသူကော့ကပ်အဲ့ဒီနေရာမှာဒီနေရာတွေအားလုံးကော့တော့ပြီးတော့ကပ်ပါမယ်

်ဆိုလို့ရှိရင်တော့အခုဒီမှာပန်းမွန်လေးနဲ့တို့လှပါတယ်နောက်ညက်တဲ့ကလစ်ကလေးရပါပြီအမေပြုလုပ်နေလေးတွေကိုစိတ်ဝင်စားတဲ့ဆိုလို့ရှိရင် channel လေးကို subscribe လုပ်ထားပြီးတော့ notification ခေါင်းလောင်းလေးကိုနှိပ်ထားမယ်ဆိုလို့ရှိရင် video file လေးတွေအစ်စ်တင်နိုင်မှာလလကူကူနဲ့ကြည့်ရှုလို့ရပါပြီ။ဆက်ဝင်စားကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။